Hello အားလုံးပဲမင်္ဂလာပါကျမတို့ဒီဗီဒီယိုလေးမှာတော့ရိုးရိုးမွေးခြင်းရဲ့ကောင်းတဲ့အချက်လေးတွေကိုဆွေးနွေးကြရအောင်အဲ့တော့အခုကြည့်နေတဲ့သူတွေထဲမှာဆိုလို့ရှိရင်ကိုဝင်ဆောင်မေမေလည်းရှိမယ်နောက်ပြီးတော့ ကလေးလေးကိုမွေးထားပေးတာမေမေလည်းရှိမယ်ဆိုတော့အားလုံးရဲ့စကားသံလေးလည်းကြားကျင်နေပေါ့နော်ဆိုတော့အဲဆွေးနွေးကြမယ်ပေါ့ဆွေးနွေးကြမယ်ရိုးမွေးခြင်းဆိုရဲဒီ normal delivery ဆိုတော့ရိုးမွေးခြင်းရဲ့ကောင်းတဲ့အချက်ကလေးတွေပါရှိမလဲနော်ခွဲမွေးရင်ရောဘာဖြစ်လို့လဲနော်ဒီဟာလေးတွေကိုကျွန်မချိန်ဆကြည့်ရအောင်ဘာဖြစ်ဖြစ်ကိုဝင်စဆောင်ပြီးဆိုကြတဲ့ကရိုးမွေးမှလားအဲခွဲမွေးမှလားဆိုတာကရွေးချယ်ရတဲ့စဉ်းစားရတဲ့ဆုံးဖြတ်ရတဲ့အချက်တခုတွေမှလည်းပါနေရပေါ့နော်ဆိုတော့ရိုးမွေးခြင်းကောင်းခြင်းလေးတွေကိုအဲစပြီးပြောရမ ယ်ဆိုလို့ရှင်တော့သူကယိုယိုမွေးတယ်ဆိုကြရရပေါ့ယိုယိုပေါ့လေယိုယိုဆိုပုံမှန်ဒီမွေးလမ်းကြောင်းကနေမွေးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်အဲတော်တော်များများလေးသိပြီးသားပါမမေအနေနဲ့မွေးမဲ့မမေအနေနဲ့စိတ်တည်းလည်းအများကြီးပြင်ဆင်ရတယ်ပြီးတော့နာကျင်မှုလည်းအများကြီးရှိရပေါ့နော်သို့တော်လည်းပဲသူ့ရဲ့ကောင်းတဲ့ချက်အနေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့သူကအရန်ကို recovery အရန်မြန်တယ်ပေါ့နော်မွေးတဲ့အချိန်တော့အရန်ကိုနာကျင်ရတယ်ဆိုပေမဲ့လို့မွေးွားပြီးတဲ့အခါမှာသူကဒီမွေးလမ်းကြောင်းချုပ်ထားတဲ့နေရာက ဒီဒဏ်ရာလေးကလွဲလို့ပေါ့နော်လူကောင်းပကတိအတိုင်းဖြစ်တယ်ဟိုပေါ့ပါသွားရဲဆိုရဲခံစားချက်လေးရတယ်ပြီးတော့ recovery အရင်မြန်နေပေါ့နော်လူကောင်းပကတိအတိုင်းပုံမှန်အတိုင်းပြန်ဖြစ်ဖို့အတွက်ကိုအရင်မြန်နေဆိုရဲခါကျတော့ဒါလေးရလေရွေးချယ်ဆုံးဖြတ်တဲ့ကောင်းတဲ့အချက်လေးတစ်ချက်ဖြစ်တယ်အဲ့တော့မြန်မြန်ဆန်ဆန် recovery ရတာဖြစ်တဲ့အတွက်ကြောင့်ဈေးရုံတက်ချိန်လေးနေသွားတာပေါ့နော်အဲ့တော့ဈေးရုံကျမတို့တရက်နှစ်ရက်နဲ့တခါလေးဆင်းပြီးတော့ကိုအိမ်မှာပဲအေးအေးဆေးဆေးတန်းတန်းတန်းနဲ့နေလို့ရတယ်ဒါသူ့ရဲ့ကောင်းတဲ့တစ်ချက်ပေါ့နော်နောက်ပြီးတော့ရိုးရိုးမွေးတဲ့အခါမှာသူက ခန္ဓာကိုယ်ကနေပြီးတော့ဒီတဘာဝဟော်မုန်းတွေပေါ့နော်တဘာဝဟော်မုန်းတွေပိုထွက်ပိုလှုံ့ဆော်ပြီးတဲ့အခါကျတော့မမီရဲ့ဒီနှုတ်ထွက်နှုန်းလည်းပိုပြီးတော့ကောင်းစီရဲ့နော်နှုတ်ပိုထွက်စီရဲ့ပေါ့ဒါလေးကလည်းကောင်းတဲ့တစ်ချက်ပေါ့ပြီးတော့ဒီရိုးရိုးမွေးရဲ့အချိန်မှာကွယ်ပြောရမယ်ဆိုရင်ဒီ ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကလည်းထွက်လာတယ်လို့ပြောရမှာပေါ့နော်ဟိုစပိုးလုတ်ပေးရပေါ့မွေးတဲ့အခါမှာပုံမှုပြီးတော့လွယ်လွယ်ကူကူဖြစ်စေဖို့အတွက်စပိုးလုတ်ပေးရဥမာအနေနဲ့ပြောရမယ်ဆိုရင်အောက်ဆီတိုဆင်ဟော်မုန်းကကြတော့ဒီတအိမ်ရဲ့ညှင့်အားပေါ့နော်သူက uterine contraction တက်ကို contract လုပ်ဖို့အတွက်ကိုသူကအားပေးဆိုတော့ဒီတအိမ်ကျုံနိုင်ဆန်နိုင်တော့တအိမ်ညှင့်ဖို့အတွက်ကိုသူကအားပေးနောက်ပြီးတော့အဲ့ဒီအချိန်မှာထွက်လာတဲ့ endorphin ဟော်မုန်းကကြတော့ သူကအဲပြောရမယ်ဆိုရင်နာကျင်မှုကိုနည်းနည်းတက်တာစီရေပေါ့နော်။နာကျင်မှုတက်တာစီလို့ဒီချိန်မှာပြောရဆိုရှင်မွေးရဲ့ချိန်မှာတော့ပဲသိပါမယ်။မွေးရဲ့ချိန်မှာတော့မွေးရဲ့နာကျင်မှုအရင်များတဲ့ခါကျတော့သူ့စီကနေပြီးတော့ထုတ်ပေးတဲ့ဒီဟော်မုန်းရဲ့ effect ကအရင်ကြီးမတက်ရောက်ဘူးဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်။ဘလိုပဲဖြစ်ဖြစ်ဒီရိုးရိုးမွေးတဲ့ခါမှာထွက်လာတဲ့ဟော်မုန်းတွေကမိမိအတွက်ကိုအရင်ကိုကောင်းမွန်စေတဲ့အချက်လေးတစ်ချက်ဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့အဲခွဲမွေးတဲ့ခါမှာလည်းတော်တော်များများသိမှာပါခွဲတဲ့ခါကျတော့ဒီအပေါ်ကနေအရေပြားကိုခွဲပြီးအထင်းမှာအစီတလွားကိုခွဲပြီးတော့မှအစင်း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 ပေါ့နော်လေ ေရာတွေအများကြီးခွဲပြီးတော့မှသာသူကလေးလေးကိုထုတ်ရတာဖြစ်တဲ့အတွက်ကြောင့်ပြီးရင်ထုတ်ပြီးသွားပြီဆိုလို့ရှင်ねပြန်ပြီးတဆင်ချင်းစီတလှော်ချင်းစီပြန်ပြီးချုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ခွဲမွေးလို့ရှင်ကကြတော့ဒဏ်ရာတွေရှိတယ်ပေါ့နော်ဒဏ်ရာတွေရှိတယ်ပြီးတော့တခါတလေကြရင်ဖြစ်တတ်တာပေါ့နော်အများကြီးတော့မဖြစ်ပါဘူးအရန်ဆိုးရင်နေပါလေဆိုလို့တခါလေကြရင်ဖြစ်တတ်တာကကြတော့ဒီဟိုခွဲထားတဲ့ဒဏ်ရာကနေပြီးတော့ယောဂပိုးကုဆက်နိုင်ခြင်းတွေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ရိုးရိုးမွေးရဆိုရင်တော့ဒါအဆင်ပြေစရာမလိုတော့ဘူးပေါ့နော်အော်မမီပဲဒီ ရဲ့ effect တွေကိုခံစားရလားဆိုမဟုတ်ဘူးကလေးလေးမှာလည်းအကျိုးသက်ရောက်မှုတွေရှိတယ်အဲကလေးလေးမှာဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတော့မွေးဖွားနေတဲ့အချိန်မှာမွေးလမ်းကြောင်းထဲမှာပါရှိလဲဆိုတော့အကျိုးပြု bacteria ပေါ့နော် beneficial bacteria ဆိုရယ်ဒီအကျိုးပြု bacteria ရဲ့ရှိနေရကွယ်အဲကလေးလေးကမွေးလမ်းကြောင်းကနေပြီးတော့တိုးထွက်လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့မှာရှိနေတဲ့အကျိုးပြု bacteria တွေကသူက ဒီကလေးလေးရဲ့နှကောင်းနဲ့ပါဇက်ကနေတဆင်အစာချေစနစ်ထဲကိုဝင်သွားတယ်။အစာချေစနစ်ထဲဝင်သွားတဲ့အခါမှာဘာကောင်းလဲဆိုတော့ကလေးလေးမှာသူက immune system အရင်ကောင်းတယ်။ကိုယ်ခံအားစနစ်တွေကောင်းတယ်ပေါ့နော်။တော်တော်တော်ရုံဖျားရနာဆိုတော့ AC ပဲဖြစ်သွားပေါ့။အဲ့တော့ immune system ကောင်းတဲ့တစ်ချက်ပေါ့နော်။ပြီးတော့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာအခြေအနေတွေကနေလဲ risk တော်တော်နည်းသွားမယ်။ဥပမာ asthma တို့နောက် food allergy တို့ပေါ့နော်။ဒါတွေဖြစ်နိုင်ခြေလဲတော်တော်နည်းသွားတယ်ဆိုတော့ကလေးလေးအတွက်လဲတော်တော်လေးကိုကောင်းမွန်တဲ့အချက်တစ်ခုလို့လဲပြောရမှာပေါ့နော်။ နောက်ပြီးတော့မမေအနေနဲ့ဆိုလို့ရှင်လေဒါဒီဘိုက်ထဲမှာပဲကိုယ်ဆိုလဲရှိတာဘိုက်ထဲမှာဒီ6လလောက်ကလေးလေးကိုလွှဲထားရတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ဘိုက်ထဲမှာကိုယ့်ရဲ့သွေးသားလေးကို6လကြာတည်ဆောင်ထားရတာဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်မှာဘယ်လိုပြောမလဲကိုယ့်အင်ကိုယ့်အားကိုယ့်ရဲ့ညှင်းအားနဲ့ပေါ့နော်ကိုယ့်ညှင်းအားနဲ့မွေးထုတ်ပြီးတော့ဒီလူလောကတွေကိုခေါ်ဆောင်လာတာဖြစ်တဲ့အတွက်ကြောင့်မမေအနေနဲ့ဆိုလို့ရှင်လေဟို အောင်မြင်မှုတစ်ခုပေါ့ရတယ်လို့မျိုးပီတိတွေခံစားလိုက်ရတယ်လို့မျိုးအဲ့လိုမျိုးတစ်ခုခုပေါ့နော်ခံစားချက်လေးလည်းဖြစ်လာဖြစ်တဲ့အတွက်ကြောင့်ဟိုဘယ်လိုပြောမလဲကိုတစ်ခါတလေကြလို့ရှိရင်ကိုဖြစ်ချင်တဲ့အရာတွေတစ်ခုကိုကိုရလိုက်တဲ့အခါမှာအောင်မြင်မှုခံစားရတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုမေမေးအနေနဲ့ဆိုလို့ရှိရင်လည်းဒီလိုမျိုးအဲခံစားချက်လေးဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ဒါလေးတွေကရိုးရိုးမွေးခြင်းရဲ့ကောင်းတဲ့အချက်လေးပေါ့နော်အဲ့တော့ရိုးရိုးမွေးတာကောင်းတယ် ခွဲမွေးတာကောင်းတယ်ဒါမျိုးဆိုအဲ့လိုမျိုးကတော့တီးတန်ကြီးခွဲခြားထားတာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကိုဝင်ဆောင်အောင်မေမေတို့နော်ဒီကလေးလေးကိုမွေးဖွားမယ်မေမေတို့ရဲ့ကျမ်းမာရေးအခြေအနေနဲ့လည်းအများကြီးဆိုင်တယ်ကလေးလေးရဲ့ဘိုက်ထဲမှာရှိနေတဲ့အနေထားနဲ့လည်းအများကြီးဆိုင်တယ်ပေါ့နော်တချို့ကျတော့ရိုးရိုးမွေးခြင်းနဲ့ဒါပေမဲ့ကလေးရဲ့အနေထားကြောင့်ခွဲမွေးရမယ့်အခြေအနေမျိုးရောက်တာမျိုးလည်းရှိတယ်တချို့ကျတော့လည်းရိုးမွေးဖို့စီစဉ်ထားရကွာလုံးဝရိုးမွေးဖို့စီစဉ်ထားတဲ့ plan သို့တော့ အရေးပေါ်အခြေအနေကြောင့်ပေါ့နော်မမွေးမဖြစ်တဲ့အခြေအနေမျိုးမှာခွဲမွေးလိုက်ရတာမျိုးလည်းရှိတယ်ဆိုတော့ဒါတယောက်နဲ့တယောက်ကတော့အခြေအနေချင်းမတူတဲ့အတွက်ကြောင့်ရိုးမွေးတာတော့ပိုကောင်းတယ်ခွဲမွေးတာတော့ပိုကောင်းတယ်ဆိုပြီးတော့မရှိပါဘူးဒါပေမဲ့ဒီနေ့ခင်မှာတော့ခွဲမွေးကြတာပိုများတာပေါ့နော်ဟိုရာခိုင်နှုန်းရောက်ကြည့်မယ်ဆိုရှင်လည်းအကျန်းအပြင်80ရာခိုင်နှုန်းလောက်ကခွဲမွေးကြတယ်30ရာခိုင်နှုန်းလောက်ပဲဒီနေ့ခင်မှာရိုးရိုးမွေးကြတာမြင်နေရတယ်ပေါ့နော်ဆိုတော့ အဓိကကတော့ရိုးရိုးမွေးနိုင်တဲ့မိမိတွေကိုလဲကျမရေးကောင်းတယ်ခလေးလေးကလည်းအနေထားကောင်းတယ်ဆိုလို့ရှိရင်တော့ရိုးမွေးဖို့အကြံပြုချင်တာပါအဲ့တော့ဒီဗီဒီယိုလေးအောက်မှာလည်းမွေးပြီးသွားတယ်ပေါ့နော်မိမိတို့အနေနဲ့ရိုးရိုးမွေးခဲ့တယ်ဆိုလို့ရှိရင်ရိုးရိုးမွေးတဲ့အတွေ့အကြုံလေးတွေလည်း sharing လုပ်ပေးခဲ့ပါအောင်လို့အော်နောက်ဗီဒီယိုလေးမှာတော့ခွဲမွေးတဲ့အကြောင်းလေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးကြမယ်နော်အဲ့တော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်